Welcome to the class students. ကျောင်းသားကျောင်းသူတို့အတန်းကနေကြိုဆိုပါရစေ။ဒီချက်ကတော့ Grade 5 English ကိုသင်ကြားပေးရဲ့တစ်ချက်ရှမ်းစာမူရဖြစ်ပါတယ်။ဒီနေ့လေ့လာမယ့်သင်ခန်းစာကောင်းစဉ်က Unit 1 Everyday English Lesson 2 at school ဖြစ်ပါတယ်။ ဒါရီသမီးတို့အရင်ချိန်ကအိမ်မှာ၃လရှိရဲ့စကားအသုံးအနှုန်းတွေကိုလေ့လာခဲ့ကြတာမှတ်မိသေးလားဒီနေ့ကတော့တချို့တို့အเจ้าမှာ၃လရှိရဲ့စကားအသုံးအနှုန်းတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတာကိုလေ့လာကြမယ်နော်အရင်အချိန်တုန်းကတစုံတစ်ခုလို့ဖို့တောင်းဆိုခြင်းတဲ့အခါမှာအင်္ဂလိပ်လိုဘလို့မေးရပါမယ်ဆိုပြီးတော့တစ်ချက်ပြောခဲ့ပါတယ်။ Do you remember? မမိပါသေးသလား? Can you please? ကျေးဇူးပြုပြီး လုတ်ပေးနိုင်မလားဆိုပြီးတော့မေးရပါမယ်เนาะဆက်ပြီးဘယ်လိုမေးလို့ရသေးလဲဆိုတော့ may i ခွင့်ပြုနိုင်မလားဒါမှမဟုတ်ဘာရစီဆိုပြီးလဲမေးလို့ရပါသေးတယ်ဒါကတော့တစုံတစ်ခုတောင်းဆိုခြင်းတဲ့အခါမှာ making request လုပ်တဲ့အခါမှာမေးလို့ရတဲ့မေးခွန်းတွေဖြစ်ပါတယ် can you please ဒါမှမဟုတ် may i ဆိုပြီးမေးလို့ရပါတယ် for example ဥပမာအနေနဲ့ကိုတငယ်ချင်းရဲ့ဘောပန်ကိုကိုကငှားရှင်တဲ့အခါမှာ can i borrow your pen please ဆိုပြီးမေးလို့ရတယ်လို့ may i borrow your pen နင့်ဘောပန်ငှားခွင့်ပြုပါဆိုပြီးမေးလို့ရတယ်เนาะဒါက making request လုပ်တဲ့အခါမှာမေးရတဲ့မေးခွန်းပုံစံပါဒါဆိုရင်ခွင့်ပြုချက်တောင်းဆိုရင်အင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတာလေ့လာသွားမယ်เนาะ asking for permission ခွင့်ပြုချက်တောင်းဆိုတဲ့အခါမှာ may i ဆိုပြီးတုံးလို့ရပါတယ်ဆိုတော့ဒီခွင့်ပြုချက်ကိုတချေရိုးကအเจ้าမှာဘသူတွေစီကတောင်းရလဲဆိုတော့ဆရာဆရာမတွေစီကနေပြီးတော့လူကြီးတွေစီကနေပြီးတော့တချေရိုးကခွင့်ပြုချက်တောင်းရပါတယ် for example အတန်းထဲဝင်လို့ရမလားဆိုပြီးတော့ဆရာဆရာမကိုခွင့်ပြုချက်တောင်းတဲ့အခါမှာ may i come in ဆိုပြီးမိလို့ရပါတယ်အတန်းထဲဝင်လို့ရမလားဒါမှမဟုတ်အတန်းထဲဝင်ပြရစီဒါမှမဟုတ်ဝင်ခွင့်ပြုပါပေါ့နော် may i come in ဒါက asking for permission ကွန်ပျူတာတောင်းဆိုရတဲ့အခါမှာမေးရမယ်မေးခွန်းပုံစံလေးဖြစ်ပါတယ်။အဲ့ဒီအချိန်မှာလူကြီးတွေပြီးတော့ဆရာဆရာမတွေကရတယ်ကွန်ပျူတာဆိုပြီးတော့ giving permission ကွန်ပျူတာပေးတဲ့အခါမှာသူတို့ကဘလို့ပြန်ဖြေမလဲဆိုရင် sure ရတယ် yes you may ရပါတယ်ကွန်ပျူပါတဲ့ဆိုပြီးတော့အင်္ဂလိပ်လိုသူတို့ပြန်ဖြေမှာဖြစ်ပါတယ်။ဆက်ပြီးတော့အเจ้าမှာဆရာဆရာမတွေကစာသင်တဲ့အခါမှာဒီဟာလို့ပါ ဒါလို့ပါဆိုပြီးတော့ညွှန်ကြားချက်ပေးတဲ့စကားအသုံးအနှုန်းတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတာလေ့လာကြမယ်နော်ညွှန်ကြားချက်ပေးတာကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုတော့ giving instruction လို့ပြောပါတယ်ဆိုတော့ဆရာမတွေကစာအုပ်တွေဖွင့်ကြပါဆိုပြီးတော့ပြောရတယ်ဆိုရင်အင်္ဂလိပ်လို open your books open your books ပြီးတော့စာမျက်နှာစနစ်ကိုလှမ်းပါအဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုရင် turn to page 12 turn to page 12ပြီးရင်အတန်းထဲမှာဆရာမတခုခုပြောချင်တယ်ပြောချင်ပေမဲ့အချင်းချင်းကျောင်းသားတွေအချင်းချင်းစကားအရမ်းများနေတဲ့အခါမှာစကားမပြောကြပါနဲ့ဆိုပြီးတော့ဆရာမညွှန်ကြားချက်ပေးတဲ့အခါမှာအဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုတော့ stop talking stop talking ပြီးတော့တေချာနားထောင်ကြပါဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုရင် listen carefully listen carefully ဟုတ်ပြီနော်ဆိုတော့ဒီညွှန်ကြားချက်တွေကိုဆရာမတွေကပြောတဲ့အခါမှာသုံးရတဲ့ဒီအင်္ဂလိပ်လိုစကားအသုံးနှုန်းတွေကဒီဟာတွေပဲဖြစ်ပါတယ်ဆက်ပြီးတော့ကြည်သွားမယ်နော်အခုတချေတော့ဘာကြည့်ညာလဲဆိုတော့အเจ้าမှာသုံးလက်သုံးထရှိရဲ့စကားအသုံးနှုန်းတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတာကိုအတူတူကြည့်နေရနော်ပြီးတော့အเจ้าမှာတငယ်ချင်းတွေအချင်းချင်းဘာလို့ဒါတွေရှိလဲဆိုတော့အတူတူစားကြရဲအတူတူကစားကြရဲအတူတူစားကြည့်ကြရဲအဲ့ဒါတွေ ုပ်ကြပါရမလားဆိုတော့တငယ်ချင်းတွေကိုဒါအတူတူလုပ်ရအောင် ဆိုပြီးတော့အကြံပြုချင်တဲ့အခါမှာ giving suggestion လုပ်ချင်တဲ့အခါမှာဘာကိုတုံးမလဲဆိုရင် less ဆိုပြီးတော့တုံးလို့ရပါတယ်ဒီမှာ let apostrophe s ပေါ့နော်ဒီဟာကိုအရှိချဲ့မယ်ဆိုရင် let us ဖြစ်ပါတယ်ဒါမဲ့ abbreviation လေးနဲ့ထားလိုက်တာပေါ့နော် less ဆိုပြီးတော့တုံးပါတယ်ဥပမာအနေနဲ့ ငါတို့တူတူပုံနဲ့တူတူဆော့ရအောင်ဆိုပြီးတော့ပြောမယ်ဆိုရင်အင်္ဂလိပ်လို let's play hide and seek let's play hide and seek ဆိုပြီးပြောလို့ရတယ်ဒါမှမဟုတ်ငါတို့နေ့လယ်စာတူတူစားကြရအောင်အဲ့ဒါကိုအင်္ဂလိပ်လို let's have lunch together let's have lunch together ဆိုပြီးပြောလို့ရတယ်ဒါမှမဟုတ်ငါတို့တူတူစားကြည့်ရအောင်ဒါကိုအင်္ဂလိပ်လို Let's study together. Let's study together. ဆိုပြီးသုံးလို့ရပါတယ်เนาะ။ဒါဆိုရင်ဒါရုသမီးတို့စာမျက်နှာ6ကိုလှမ်းပါ Turn to page 6. တချက်အခုဗာပြောလိုက်တာလဲဆိုတော့တချက်က giving instruction ညွှန်ကြားချက်ပေးလိုက်တာပါเนาะ။ဒါဆိုရင်တချက်တို့ page 6စာမျက်နှာ6ကိုလှမ်းပြီးတော့လေ့ကျင့်ခန်းအတူတူလုပ်သွားမယ်เนาะ။ 2A တချက်မေးခွန်းဖတ်သွားမယ်เนาะ။ Who do you think says these expressions? A teacher, T, or a student, S? အောက်မှာဖော်ပြတဲ့ဒီစကားအသုံးနှုန်းလေးတွေကိုဘယ်သူကပြောတယ်လို့ထင်ပါသလဲ? Teacher, teacher ဆိုလို့ရှိရင် T. Student, ကျောင်းသားကပြောရဲဆိုရင်တော့ S. ဆိုပြီးတော့ဒီဘေးနားလေးရအကွက်လေးမှာဖြည့်ပေးပါလို့ပြောပါရနော်။ဒါဆိုရင် teacher အတူတူကြည့်သွားမယ်။ Number 1. Open your books. open your books စာအုပ်တွေကိုဖွင့်ပါတဲ့ဒါက giving instruction ညွှန်ကြားချက်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘသူပြောတာဖြစ်မလဲဆိုရင် teacher ဒီချေကပြောတာဖြစ်ပါတယ်ဒါဆိုရင်ဘေးနားလေးက box လေးမှာဒီချေက t ဆိုပြီးတော့ရေးသွားရအောင်เนาะ okay number 2 may i come in ဝင်လို့ရမလားဒါမှမဟုတ်ဝင်ခွင့်ပြုပါ may i may i ဆိုတော့ asking for permission ခွင့်ပြုချက်တောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူတွေကခွင့်ပြုချက်တောင်းလို့ရှိပါသလဲအကြောင်းပါဆိုရင်ဟုတ်ပါရဲ့ចောင်းသားចောင်းသူတွေကတောင်းပါရယ်เนาะဒါဆိုရင်ဘေးနားလေးက box ထဲမှာ s ဆိုပြီးတော့ရေးသွားရအောင် okay number 3 turn to page 12စာမျက်နှာ72ကိုလှမ်းပါတဲ့တချေခုနလေးရလဲတာရသမီးတို့ကို instruction ညွှန်ကြားချက်ပေးလိုက်တယ်เนาะဒါကတော့ T ဆရာမကပြောတဲ့အသုံးနှုန်းဖြစ်ပါတယ် Okay number 4 May I go out အပြင်သွားလို့ရမလားအပြင်ထွက်ခွင့်ပြုပါဘယ်သူပြောတာဖြစ်မလဲဟုတ်ပါတယ် S student ကပြောတာဖြစ်ပါတယ် Number 5 Stop talking စကားမပြောကြပါနဲ့ တကညွှန်ကြားချက်ပေးတာဘာသူပြောတာလဲဆိုရင် teacher ဆရာမက ပြောတာဖြစ်တယ်เนาะဘေးနားက box လေးမှာ T လို့ရေးသွားရအောင်เนาะ Okay number 6 listen carefully listen carefully တခြားနားထောင်ကြပါဒါလည်းညွှန်ကြားချက်ပေးတာဖြစ်တဲ့အတွက်ဘာသူပြောတာဖြစ်မလဲဆိုရင် teacher ဆရာဆရာမက ပြောတာဖြစ်ပါတယ်ဘေးနားလေးမှာ T လို့ရေးသွားမယ်เนาะ ဟုတ်ပြီတချို့ဒီလိုမျိုး 2A ကိုပြီးသွားပြီ 2B ကိုတချို့ကြည့်ရအောင်မိကုန်းဖတ်ပါမယ် put the expressions in the correct column မှန်ကန်တဲ့ဇာတ်ရမှာမှန်ကန်တဲ့စကားလုံးတွေကိုဖြည့်သွားပါတဲ့ဒါဆိုရင်ဇာတ်ရကိုတချို့အရင်ကြည့်ရအောင်ဇာတ်ရမှာနှစ်ခုရှိရနော် ပထမဇာတ်ကဘာပြောထားလဲ asking for permission computer တောင်းတဲ့အခါမှာတုံးတဲ့စကားအသုံးအနှုန်းလေးတွေကိုတော့ဒီဇာတ်ရဲ့အောက်မှာရေးရမယ် ပြီးရင်ဒုတိယဇာတ်ကတော့ giving instructions ညွှန်ကြားချက်ပေးတာညွှန်ကြားချက်ပေးတဲ့ပုံစံစကားအသုံးနှုန်းတွေကိုတော့ဒီ table ရဲ့အောက်မှာထားရမယ်နော်ဒါဆိုရင်1 to 10အထိရှိပါတယ်ဒီဇာတ်ရဲ့ဘေးနားလေးမှာစကားအသုံးနှုန်းတွေကိုတွေ့ရမယ် number 1 may i close the window ပရင်ပေါက်ပေးလို့ရမလားပရင်ပေါက်ပိတ်ခွင့်ပြုပါဒါကပါလေဒါရတမီတော့ ဟုတ်တယ် table ရဲ့အောက်မှာလည်းတချို့တွေ့ရတယ်နော် asking for permission ဖြစ်တယ်ဒါကြောင့် asking for permission ရဲ့အောက်မှာ may i close the window ဆိုပြီးတော့ရေးထားတာကိုတွေ့ရမယ်နော်ဒါဆိုရင် number 2 stop writing stop writing ရေးတာရပ်လိုက်ပါဒါက giving instruction ပေးတာဖြစ်တဲ့အတွက်ကြောင့် giving instruction ရဲ့အောက်မှာ stop writing ဆိုပြီးရေးထားတာကိုတချို့တွေ့ရမယ်နော် ဥပမာလေးတွေအရင်ပေးထားတာပေါ့နော်ဒီဖတ်စာအုပ်ထဲမှာဒါဆိုရင်3ရနေ10အထိကိုတချေရိုဘေဟာကဘေထိပ်ပုံမှာရှိမလဲဆိုတာကိုတချေရိုရေးသွားရမယ်နော် Number 3 May I come in May I come in ဝင်လို့ရမလားဝင်ခွင့်ပြုပါဘာဖြစ်မလဲဟုတ်ပါရဲ့ asking for permission asking for permission ရအောင်မှာ may i come in ဆိုပြီးတော့ရေးသွားရအောင်နော် Number four, start writing. Start writing. Sa yelo ya babi, sa sa yelo ya babi. Giving instruction. Pipay no? That's why giving instruction sa ya ya ma. Start writing. Subyo yito Number five, close your textbooks. Close your textbooks. Kupasao go, pay ba. ဒါပါဖြစ်မလဲတားရသမီးတို့ဟုတ်ပါတယ် giving instruction number 6 sit down sit down Time ထိုင်ပါတဲ့ဘာဖြစ်မလဲတားရသမီးတို့ဟုတ်ပါတယ် giving instruction number 7 stand up stand up မတည့်ရပါဘာလဲဆိုတော့ giving instruction number 8 may i open the window May I open the window? Brain bang pulu yamala. Brain bang pun quim puba. Computer down up to the asking for permission. Number nine, open your textbooks. Open your textbooks. Pasao go pumba. Papimele, darut mio. How by giving instructions. And lastly, now so, number ten. May I go out? May I go out? အပြင်ထွက်ခွင့်ပြုပါ အပြင်ထွက်ပြရစေ။ဘာဖြစ်မလဲတာရသမီးတို့။ဟုတ်ပါရဲ့ asking for permission ။ဟုတ်ပြီဒီချိန်နဲ့လေ့ကျင့်ခန်းအတူတူလုပ်ပေးတဲ့အတွက်ကျေးဇူးပါ။တချို့ရောဒီနေ့ unit 1 everyday english နေ့စဉ်ပြောနေကြသုံးနေကြအင်္ဂလိပ်စာ lesson 2 at school ကျောင်းမှာပြောနေကြအသုံးနေကြအင်္ဂလိပ်စာစကားအသုံးနှုန်းလေးတွေကိုလေ့လာခဲ့ကြပါတယ်နော် asking for permission ကိုကခွင့်ပြုချက်တောင်းရင်တဲ့အခါမှာဘယ်လိုမေးရမလဲဆိုရင် may i ဆိုပြီးမေးလို့ရတယ် giving instruction ညွှန်ကြားချက်ပေးတဲ့အခါမှာဘယ်လိုအသုံးနှုန်းတွေကိုတချို့ကြားရမလဲဆိုရင် open your book close your book turn to page 1ဒီလိုညွှန်ကြားချက်တွေကိုကြားရမယ်နော် ညွှန်ကြားချက်တွေကိုလည်းဘသူကပြောမလဲဆိုရင်ဆရာဆရာမတွေကပြောမှာဖြစ်ပါတယ်။ပြီးတော့ဘာအတုံးတုံးလေးလာခဲ့ကြသေးလဲဆိုရင်တငယ်ချင်းတွေအချင်းချင်းဒါလုပ်ရအောင်ဒါအတူတူလုပ်ကြမယ်ဆိုပြီးတော့အကြံပြုတဲ့အခါမှာ giving suggestion လုပ်တဲ့အခါမှာ let's ဒါမှမဟုတ် let us ဆိုရဲစကားအတုံးနှုံးကိုတုံးပါတယ်။ဥမာနေနဲ့တူတူပုံနဲ့ဆော့ရအောင်ဆိုရင် let's play hide and seek ဆိုပြီးပြောလို့ရတယ်။ ပြီးတော့ကိုကတစုံတစ်ခုတငယ်ချင်းစီကနေပြီးတော့တောင်းဆိုချင်တဲ့အခါမှာ making request လုပ်ချင်တဲ့အခါမှာတော့ can i please ဒါမှမဟုတ် may i ဆိုပြီးတုံးလို့ရပါတယ် Grade 5 English Unit 1 Everyday English Lesson 2 at school. 1A Listen and repeat. May I come in? May I come in? Sure. Sure. May I borrow your pen? May I borrow your pen? Here you are. Here you are. May I go to the restroom? May I go to the restroom? Yes, you may. Yes, you may. 3A Listen and repeat. Number one, let's play hide and seek. Let's play hide and seek. Number two, Let's have lunch together. Let's have lunch together. Number three. Let's study together. Let's study together. Number four. Let's go to the library. Let's go to the library. Number five. Let's go to the canteen. Let's go to the canteen. 3B Listen and complete the expressions. Number 1 Hey, it's time for lunch. Let's go to the canteen. Yes, let's go. I'm sorry, I have my lunchbox. Number 2 We have a group project to do. Let's work together. Yes, that's a good idea. Number three. We have a test next week. Let's study together. Yes, let's meet after school. Number four. It's break time. Let's play tag. I'm sorry. I want to play hide and seek. Okay, let's play. 4 A. Listen and complete. Number one May I borrow your ruler? Here you are. Number two Let's play football. That's a good idea. Number three Can you open the door, please? Sure. Number four Open your books. Yes, teacher. 5A. Read the story. It's rainy and windy today. Yes, it is. Oh no, my bag. Oh no, I can't find my pencil case. Bubu, did you see my pencil case? No, I didn't. Let's go. We're already late for class. Hurry up. May I come in, teacher? Come in. You're late. Take out your English textbook and turn to page 6. May I borrow a pencil, please? Sure. Here you are. Thanks. Okay, let's have a lunch break. Let's go to the canteen. Good idea. Look, it's sunny now. Let's play football after lunch. Nice shot, Bobo. Hey, what's this in the grass? It's my pencil case. Great, you're very lucky. 第七周，今天 Unit One Everyday English。 နေ့စဉ်ပြောနေကြအသုံးနေကြအင်္ဂလိပ်စာစကားအသုံးနှုန်းတွေကိုလေ့လာခဲ့ပြီးသွားပါပြီ။ဒါရိုသမီးတို့အပြစ်မှာလည်းလက်တွေ့အသုံးချကြပါနော်။ဒီနေ့သင်ခန်းစာကိုဒါရိုသမီးတို့နားလည်မယ်လို့တရားမျှော်လင့်ပါတယ်။ Thank you for paying attention till the end. အဆုံးထိတရားလေ့လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်အတန်းချိန်မှာတွေ့ကြမယ်နော်။ See you. thank you